ရွှေလင်းယုံတွေဟာအစာရှာရမှာအလွန်ပဲထုံချွန်ပြီးတောင်စိတ်ပေါက်လေးတွေကိုပြင်းမှတ်ထားအမဲလိုက်တတ်ကြပါတယ်။ရွှေလင်းယုံတွေဟာတသက်မှာအထီးအမှားတစုံတာပေါင်းဖက်တတ်ကြပြီးတသက်လုံးမိသားစုဘဝ၌နေထိုင်တတ်ကြပါတယ်။နေ့စဉ်သူတို့ဘဝမှာအရေးကြီးဆုံးအလုပ်ကတော့အစာရှာခြင်းပါတဲ့။သူတို့မှာ၃လသားအရွယ်သားပေါက်လေးတကောင်ရှိပြီးသူ့ရဲ့အစာလိုအပ်ချက်မရှိစေတဲ့တနေ့ကို၃ချိန်လောက်အသာကျွေးနိုင်ရန်နေ့စဉ်အစာရှာသွားနေကြရပါတယ်။ ဒီနှစ်မှာတော့ຫນွေဥပေါက်ရသည့်စမှာပဲအစာရှာရတာအလွန်ခက်ခဲလာပါပြီ။ထူးချွန်လာတဲ့မဲလုံးအမြင်အာရုံနဲ့ကြောက်ဆောင်ကြောက်တုံများကြားပုံခိုနေတဲ့တောင်စိတ်ပေါက်လေးများကိုရှာဖွေနေပါတယ်။ຫນွေဥရသည့်အာတောင်စိတ်တွေတားပေါက်တဲ့ရသည့်ဖဲ့ပြီးရွှေလင်းယုံပေါက်လေးတွေအတွက်ကောင်းမွန်တဲ့အစာရဖို့အလွယ်ကူဆုံးအရာပါ။နေ့အတော်ကြာအတူနေခဲ့သည့်အတွက်ဒီလင်းယုံစုံတွေဟာအစာရှာရမှအလွန်ပဲလက်တွဲညီလာပါတယ်။ သားကောင်ကိုတွေ့ရှိချိန်မှာတော့ရွှေလင်းယုံမဟာတနာရီကိုကီလိုမီတာနဲ့ရနှုံလောက်နဲ့ထိုးဆိုင်ပလန်တန်းလဲပါတယ်။ဒါဟာသားကောင်ဖန်ဖို့မဟုတ်ပဲအုတ်စုကွဲသွားစီရင်ချောင်းလန်ချင်ပဲဖြစ်ပါတယ်။ဒီအချိန်မှာလင်းယုံအထီကအမြင့်တနေရာကနေသားကောင်ရဲ့အခြေအနေကိုစောင့်ကြည့်နေပါတယ်။ပြီးရင်တော့သားကောင်ရှိရာကိုမှန်းစားပြီးတဟုန်တိုးဆင်းတက်ပြီးသားကောင်ကိုသူ့ရဲ့တာမာတဲ့ခြေသေးများနဲ့ကုတ်ယူပြီးပြန်တတ်ခဲ့ပါတယ်။တောင်စိတ်လေးဟာချက်ချင်းတော့မသေးသေးပါဘူး။ ဒါကိုသတိထားမိတဲ့လင်းယုံဟာအမင်းကိုပြန်တက်ပြီးမြေပြင်ပေါ်သို့ပေးချလိုက်ပါတယ်။ပြီးရင်တော့သူတို့အတွက်ညစာကိုလက်ဆက်တဲ့တောင်စိတ်သားနဲ့အတူကောင်းမွန်တဲ့ညတညာကိုဖျက်ဆီးကြတော့မှာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။